အားလုံးမင်္ဂလာပါရှင်အဲ့ဒါကြောင့်မလို့ပေါ့နော်ကျမတို့တွေကပေါ့နော်ကျမတို့တွေကြီးပွားဖို့အတွက်တိုးတက်ဖို့အတွက်ဆိုလို့ရှိရင်ကျမတို့တွေစိတ်ကိုကျမတို့တွေကဖြည့်ရှော့ဖို့အရင်အရေးကြီးပါတယ်ပေါ့နော်အရင်ကဆိုလို့ရှိရင်တော့ကျမတို့ကလေဟိုအလောက်ကြီးတတိမထားမိဘူးပေါ့နော်ကျမတို့အနေနဲ့နှစ်ပေါင်းများစွာဥပမာဘဝအတွေ့အကြုံတွေနှစ်ပေါင်း90ဆိုတော့ကျမတို့ဖြစ်တန်းခဲ့ပြီပေါ့နော်အဲ့ဒီခါမှာကိုရီဘာကြောင့်မတိုးတက်ခဲ့ရလဲကိုရီဘာကြောင့်ဒီပေါ့နော်တိုးတက်မှုတွေကို နောက်နေခဲ့တာလဲဆိုရင်အဓိကအကြောင်းကိုကျွန်တော်တို့ရှားတွေ့သွားတာပေါ့နော်။အဲ့အဓိကအကြောင်းကကျွန်တော်တို့စိတ်ထဲမှာရှိတဲ့နာကျင်ချက်တွေကိုကျွန်တော်တို့မဖြေလျှော့နိုင်ခဲ့ဘူးပေါ့နော်။မဖြေလျှော့နိုင်တဲ့အခါမှာဝမ်းနည်းမှုတွေ၊ပူဆွေးမှုတွေဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့ရဲ့လူချင်းနဲ့ကိုဘလောက်ပဲစူးစမ်းစူးစမ်းပေါ့နော်။ကိုစူးစမ်းတဲ့ဟာအရာမထင်ဘူးပေါ့နော်။စူးစမ်းတဲ့လောက်မရောက်လာခဲ့ဘူးဖြစ်သွားတာပေါ့နော်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်လေးကျွန်တော်တို့ကြည့်လိုက်ပါကျွန်တော်ပတ်ဝန်းကျင်မှာအရင်အောင်မြင်တဲ့သူတွေ ရန်ချမ်းသာတဲ့ကူကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တင်းငိနေတယ်အေးချမ်းနေတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ပေါ့နော်အရင်တော့ကျွန်တော်တို့ကပေါ့နော်ကိုကအေးချမ်းမယ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်ကအနေချင်းမှလို့ကျွန်တော်တို့ထင်ခဲ့တာပေါ့နော်ကျွန်မကျွန်မရဲ့အထင်ပေါ့ အဲငါငါဘောနောငါသဘောကောင်းမယ်ငါ agent နေဆိုလို့ရှင်ငါ့လူကိုအနေကျင့်မယ်လို့ထင်ခဲ့တာပေါ့နော်ဒါတကယ်တော့ကျမတို့တွေကဒီစိတ်ပညာရဲ့အကြောင်းကျမတို့နားမလည်ခဲ့ဘူးပေါ့နော်နားမလည်ခဲ့တဲ့အခါကျတော့ကျမတို့တွေကပေါ့နော်ဟို agent ဘုတ်ကိုတိဆောက်ရမယ်ဆိုတော့ကျမတို့ကသဘောမပေါက်ခဲ့ဘူးပေါ့နော်အဲ့တော့အခုချိန်မှာကျမတို့ကပေါ့နော်ကောင်းကောင်းကြီးကျမတို့နားလည်သွားတဲ့အခါမှာဟိုပေါ့နော်ကျမတို့စိတ်တွေကိုတည်ငြိမ်အောင်ကျမတို့ agent အောင် လုံနိုင်လေကျွန်တော်တို့ရှင်မှာကောင်းတဲ့အတွေးတွေနော်ကောင်းတဲ့အတွေးတွေများလေများလေကျွန်တော်တို့တိုးတက်ရတိုးတက်ဖို့အတွက်ကိုအထောက်ကူပြုတယ်ဆိုတာကျွန်မလက်တွေ့ကျွန်မသိခဲ့ရပါတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်မရဲ့ဟိုမိတ်ဆွေတွေကိုလည်းပေါ့နော်ဒီစိတ်ကိုဖြည့်လျှော့ပါဖြည့်လျှော့လို့ရှင်ကိုပေါ်ရမှာကိုလိုချင်တဲ့ပန်းတိုင်ကို အမြင့်မှဆိုပြီးရောက်နိုင်တယ်ဆိုတော့ကျွန်မနားလည်ခဲ့ရပါတယ်ပေါ့နော်အဲဒါကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ဆိုလို့ရှင်ဟိုပေါ့နော်ကြည့်လိုက်ပေါ့နော် ဟိုလူတွေကဟိုကျွန်တော်တို့စိတ်ထဲမှာတိခဲ့ရတာပေါ့နော်အရင်စူးစမ်းမှအရင်ရေပြမဲ့လို့မှကျမတို့ကဟိုကိုကြည်ွားမယ်ကိုလူချင်းတဲ့အရာကိုရမယ်လို့ကျမတို့ထင်ခဲ့တာပေါ့နော်တကယ်တမ်းကျတော့အဲ့လိုမျိုးမဟုတ်ပါဘူးကျမတို့လူချင်းတဲ့အရာကိုကျမတို့စိတ်အေးအေးချမ်းချမ်းနဲ့ကျမတို့တွေပြီးပြီးပြင်းပြင်းကျမတို့ခံစားနိုင်မယ်အာယုံမှာကျမတို့ပုံဖော်မယ်ကျမတို့တွေမြင်အောင်မယ်ခံစားမယ်ပေါ့နော်ကျမတို့အဓိကကျမတို့တွေမသိစိတ်က ကတကယ်အလုပ်လုပ်တာပေါ့နော်မသိစိတ်ကဘယ်လိုအချိန်မှအလုပ်လုပ်လဲဆိုလို့ရှိရင်ခံစားမှုပေါ်မှာပဲ तू အလုပ်လုပ်ပါတယ်နော်ကျွန်တော်တို့သိတဲ့စိတ်ကနေပြီးတော့တွေးလိုက်တဲ့အရာတွေပေါ့နော်အရာတွေကလေကိုတို့ချင်တဲ့အရာတွေရနေပြီဆိုပြီးတော့ကျွန်တော်တို့တွေကလေပုံဖော်မယ်ခံစားမယ်ခံစားရတယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီပေါ့နော်ဟိုမျက်စိနှာနှာရှာကိုစိတ်ဆိုရယ်ပေါ့နော်ခံစားချက်ပေါ့ ျမအပြည့်ထိပ်ပြီးတော့ကျမတို့တွေကပျော်ရွှင်မယ်ဝမ်းသာမယ်ကြည်နူးမယ်ဆိုလို့ရှိရင်ကျမတို့ကမပင်မပန်းမဲနဲ့ကိုကျမတို့လိုချင်တဲ့အရာကိုတစ်ချိန်မှာကျမတို့ပေါ့